ဒီကံရောပါဒီအခုနှစ်ကုန်ကျင်းပမဲ့အာနာသိန်းစစ်တရဲ့အတုအယောင်ရွေးကောက်ပွဲအပြီးမှာဒုသမရဒါမမဟုတ်လွတ်တော်ဥက္ကရာဖြစ်လာဖို့ရေပန်းစားနေသူပြည်တော်စုစန့်ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကရာဥခင်ဟာငွေကျပ်ဘီလီယံနဲ့ချီတဲ့ပါတီပိုင်ငွေကြေးတွေကို မိသားစုစီးပွားရေးလုပ်ငန်းနဲ့စီစဉ်စေခဲ့တယ်လို့မြန်မာနိုင်ငံကစုံစမ်းသိရှိရပါတယ် စစ်တပ်ကြောတော်နောက်ခံကြက်ခိုင်ပါတီရဲ့အမြင့်ဆုံးယာရုကိုရရှိထားသူလက်ရှိအသက်83နှစ်အရွယ်ဘုံမှုချုပ်ဟောင်းဦးခင်ရီဟာပါတီရုံးပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေအတွက်တားဖြစ်သူပိုင်ဆိုင်တဲ့ဆောက်လုပ်ရေးကုမ္ပဏီကိုလုပ်ပိုင်ခွင့်ချပေးခဲ့တာပါအခုနှစ်မတ်လကွန်ပိုင်းကလုတ်ခတ်ခဲ့တဲ့ငရင်ကြီးကြောင့်ထိခိုက်ပျက်စီးသွားတဲ့နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ကကြန့်ခိုင်ရေးပါတီရုံးချုပ်ကို ် Embryo ဆိုတဲ့ဆောက်လုပ်ရေးကုမ္ပဏီကအခုနှစ်ဩဂုတ်လအတွင်းပြန်လည်ပြုပြင်ခွင့်ရခဲ့ပါတယ်။ကျန်းခိုင်ပါတီရုံးချုပ်ကို ပြင်ခွင့်ရတဲ့ Embryo ဆောက်လုပ်ရေးကုမ္ပဏီဟာဥက္ကင်ရဲ့သားဖြစ်သူဦးထက်ရနိုင်စိုးပိုင်ဆိုင်ဂျောင်းကိုဂျီနီမြုံနယ်မှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနဒိုက်ကအချက်လက်တွေမှာ တွေ့ရှိရသလိုပါတီထိပ်သီးခေါင်းဆောင်တွေနဲ့နှိစက်သူတွေကလည်းမှန်ကန်ကြောင်းအတည်ပြုပါရယ် 2016ခုနှစ်အောက်တိုဘာ4ရက်နေ့ရက်စွဲနဲ့မှတ်ပုံတင်ထားတဲ့ Embryo ကုမ္ပဏီဟာမြို့ပြအင်ဂျင်နီယာလုပ်ငန်းတွေနဲ့ရေကြောင်းပို့ဆောင်ရေးစီးပွားရေးလုပ်ငန်းတွေလုပ်ကင်ပြီးကုမ္ပဏီရဲ့ဒါရိုက်တာဟာဥခင်ရဲ့သားထက်ရနိုင်ဆိုဖြစ်ပါတယ်။မလာ28ရက်ကသခိုင်းငရင်တန်ကြောင့်စက်ခံရေးပါတီရဲ့ညီလာခံခမ်းမကြီးအပါအဝင် ရုံးခဲနိုင်ရန်တွေညနေချက်တွေဆင်ဝင်တဲ့ရှောက်လန်းတွေလည်းထိခိုက်ကွဲအမှုတွေရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာဥခင်ကြီးဥဆောင်တဲ့ပါတီထိပ်သီးခေါင်းဆောင်တွေဟာပါတီရုံးချုပ်ကိုမူလတည်ဆောက်ခဲ့တဲ့အောင်ချမ်းသာဆောက်လုပ်ရေးကုမ္ပဏီကိုခေါ်ပြီးခက်မှန်ကုန်ကြစည်းတွက်ချက်ခိုင်းခဲ့ပါတယ်။အောင်ချမ်းသာကုမ္ပဏီရဲ့တွက်ချက်မှုအရာအကြမ်းမြင့်ကျပ်သိမ်းပေါင်း2300ကုန်ကြမယ်လို့ပါတီကိုပြန်လည်တင်ပြခဲ့ပါတယ်။အဲဒီနောက်ငရင်တန်တဲ့ပါတီရုံးချုပ်ကိုဥခင်ကြီးရဲ့သားကုမ္ပဏီကလည်းလာရောက်စစ်ဆေးခဲ့ပြီး ဘူလာကုမ္ပဏီထက်အနည်းငယ်ရော့နေတဲ့ချက်သိမ်းပေါင်း12000ကျော်ကုန်ကြမယ်ဆိုပြီးတင်ပြခဲ့ပါတယ်။အဲ့တော့သူ့သားကုမ္ပဏီကိုဈေးသက်သာလို့ဆိုပြီးပေးလိုက်တယ်လို့အဲ့ဒီအခြေအနေကိုသိရှိတဲ့ပါတီထိပ်သီးတွေနဲ့နှီးဆက်သူတဦးကပြောပြပါဗျ။ဒါဆိုပိုင်ကုမ္ပဏီကိုလက်သိထိုးပေးလိုက်တဲ့ဥခင်ရဲ့လိုရက်ကိုထိတ်တီးကောင်းသောတချို့ကမကျေနပ်ကြပေမဲ့ပေါ်တင်ကန့်ွက်ရဲသူကတော့လက်ရှိစက်ခိုင်ရဲ့ပါတီဒူဟုတ်ကထ၃ဖြစ်သူဦးမျိုးစုံသိန်းတယောက်ပဲရှိတယ်လို့ဆိုပါရယ် ။ဦးမျိုးစောသိန်းဟာဒုဗိုလ်ချုပ်ကြီးယာရုနဲ့စစ်ရေးချုပ်အဖြစ်ကနေလွန်ခဲ့တဲ့၃နှစ်ကစစ်ကောင်ဆောင်အမိန့်နဲ့ပါတီကိုရောက်လာသူဖြစ်ပါတယ်။စက်သိန်းပေါင်း2000ကျော်နဲ့ပါတီယုံချုပ်ကိုပြင်ကွင်းရတဲ့ဥခင်ရဲ့သားကုမ္ပဏီကိုလက်ရှိမှာကုန်ကြစည်ရဲ့ထက်ဝက်ဖြစ်တဲ့ငွေကြက်သိန်း1000ကျော်ထုတ်ပေးထားပြီးဖြစ်တယ်လို့လည်းသိရပါဗျ။ဥခင်ရဲ့သားပိုင်တဲ့ Embryo ကုမ္ပဏီဟာပါတီယုံချုပ်ပြင်ဆင် လုပ်ငန်းတွေတာမကအ ေပြည်တော်ဇဗူတိရီမြို့နယ်ကပါတီယုံကိုတိဆောက်ခွင့်ရခဲ့တယ်လို့တက်ကုံမြို့နယ်ပါတီယုံနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ပါတီယုံတွေကိုလည်းတိဆောက်ခွင့်ချပေးထားတယ်လို့ပါတီဘူအလုံးမှုဆောင်တွေနဲ့နှိစက်သူတွေက ပြောပါတယ် Embryo ဆောက်လုပ်ရေးကုမ္ပဏီဘက်ကလည်းကြံ့ခိုင်ရေးပါတီယုံချုပ်ကိုသူတို့ကုမ္ပဏီကလုတ်ပိုင်ခွင့်ရထားတဲ့အကြောင်းအတည်ပြုပါတယ်ပါတီယုံချုပ်ကတော့ပြင်လို့မပြီးသေးဘူး ရွှေကြပင်ရုံးကတော့ဆောက်ပြီးသွားပြီလို့မြန်မာနောင်ရဲ့ဆက်သွယ်မေးမြန်းမှုကိုကုမ္ပဏီကပြန်လည်ဖြေကြားပါတယ်။ရဲချုပ်ဟောင်းနဲ့လာဝကဝင်ကြီးဟောင်းလည်းဖြစ်တဲ့ဥခင်ကြီးမှာခင်မျိုးမျက်စိုးထက်ရနိုင်စိုးနဲ့မေဖူးပွင့်စိုးဆိုတဲ့သားသမီး၃ယောက်ရှိပါတယ်။ဥထက်ရနိုင်စိုးဟာ Embryo ကုမ္ပဏီအပြင်ရွှေမဟာခင်နဲ့ဇိန်းဆိုတဲ့ကုမ္ပဏီတွေကို ပိုင်ဆိုင်ပါတယ်။ရွှေမဟာခင်နဲ့ဇိန်းကုမ္ပဏီတွေမှာတော့ထက်ရနိုင်စိုးအပြင် သူ့ရဲ့အမခင်မျိုးမျက်စိုးညီမမေဖူးပွင့်စိုးနဲ့သူ့ရဲ့ဇနီးဖူးပွင့်ဝတန်တို့ကိုလည်းဒါရိုက်တာဆင်းနဲ့မှတွေ့ရပါတယ်။ Embryo ကုမ္ပဏီနဲ့ရွှေမဟာခေတ်ကုမ္ပဏီနှစ်ခုလုံးဟာမပုံတင်တဲ့ရက်စွဲနဲ့လိပ်စာတူညီနေတာကိုဒိုက်ကာမတ်တန်တွေမှာတွေ့ရပါတယ်။အဲ့ဒီကုမ္ပဏီနှစ်ခုမပုံတင်ထားတဲ့အမတ်104 38လမ်းအောက်ဘလောက်၅ရက်ကျောက်တရာမြို့နယ်ရန်ကုန်မြို့လိပ်စာကိုတွားရောက်လေ့လာရမှာ ကုမ္ပဏီရုံးငန်းတွေဆိုင်းဘုတ်တွေမရှိပဲလူနေတိုက်ခန်းတွေကိုသာတွေ့ရပါတယ်ကျန်းခိုင်ပါတီကိုဗိုလ်ပြုတ်ပြီးကြီးထွားလာတဲ့ဥခင်ရဲ့စီးပွားရေးအင်ပါယာနဲ့တားဖြစ်သူကိုလက်သိထိုးပြီးလုပ်ပိုင်ခွင့်ချပေးတဲ့ကိစ္စနဲ့ပတ်သက်လို့ကျန်းခိုင်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဦးလာသိန်းကိုနိုဝင်ဘာလ14ရက်နေ့မှာမြန်မာနိုင်ငံကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပါတယ်။အစပိုင်းမှာဦးလာသိန်းကဖုန်းလက်ခံပြောပေးမိတဲ့ ဥခင်ဤနဲ့သူ့သားရဲ့သိန်း1000နဲ့လုပ်ငန်းအကြောင်းစတင်မေးမြန်းချိန်မှာတော့ဖုံးချသွားခဲ့ပါတယ်။နောက်ထပ်ဆက်သွယ်မေးမြန်းမှုတွေကိုလည်းလက်ခံဖြေကြားတာမရှိတော့ပါဘူး။ Hello အကေဦးလာသိမ်းပါလားခင်ဗျာ။ဟုတ်ပါတယ်။အကေအလုံးများနေလားကျွန်တော်တခုလောက်အများမေးလို့ရမလားအကေဟုတ်ဘယ်ရလဲမသိဘူးเนาะကျွန်တော်သတင်းဌာနပါမြန်မာနောင်ဆိုတဲ့သတင်းဌာနပါခင်ဗျာအကေဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့တခုပါပဲအကယ်ကျွန်တော်တို့လည်းသတင်းရေးနေတော့လေဒီကာလမှာအကယ်တို့ပြောရဆိုတာအဆင်မပြေတာလဲနားလဲပါတယ်ဒါပေမဲ့ကျွန်တော်တို့လည်းဝတ်တရားရှိတဲ့အတိုင်းအကယ်တို့များပြောလို့ရလားဆိုတာပြီးတော့စူးစမ်းပြီးဆက်သွယ်ကြည့်တာပါအကယ်ဟုတ်ဟုတ်ဆောင်းပါဗျာဆောင်းပါဟုတ်ဒီလိုပါဒီကျွန်တော်တို့ငလီကြီးပေါ့နော်မတ်လ28ရက်နေ့ကငလီကြီးဖြစ်တဲ့အခါကျတော့ပြည်ခိုင်ဖြိုးပါတီဌာနချုပ်လည်းတော်တော်လေးကိုထိခိုက်ပျက်စီးသွားတာကျွန်တော်တွေ့ရတယ် အဲ့ဒါဒီအခုပြင်ဆင်လုပ်ငန်းတွေလုပ်တဲ့အခါကျတော့အန်ကယ်ဥခင်ကြီးရဲ့ဒါဒီပြင်ဆင်ခွင့်ရတာကိုကျွန်တော်တို့အထောက်အထားတွေတွေးရှိရတယ်ပေါ့နော်ဒါကြတော့ကျွန်တော်ဒီအကြောင်းလေးသတင်းရေးသားနေတော့ဟိုဘလူးပုံစံမျိုးနဲ့လုပ်ပိုင်ခွင့်ပေးရလဲတင်တာတွေပဲခေါ်တာလားဟာဟယ်လိုပါတီယုံပြပြင်တိချောက်ရေလုပ်ငန်းတွေအတွက်တားဖြစ်သူကိုငွေကြက်သိမ်းပေါင်းတောင်းတဲ့ချီတန်တဲ့လုပ်ပိုင်ခွင့်ချပေးထားသူ ာနာရှင်ဆက်ဆက်ရဲ့လူယုံလဲဖြစ်သူဥခင်ကြီးဟာအခုနှစ်ကုန်ရွေးကောက်ပွဲမှာဝင်ပြိုင်မှာဖြစ်ပါတယ်။ဒီဒီချိန်မှာတော့2015မှာသူရှုံးခဲ့တဲ့သူစာတီအေရီတိုင်းမြောင်းမြမြို့နယ်ကိုရော2020မှာရှုံးခဲ့တဲ့ရန်ကုန်တိုင်းစိတ်ကြီးခလောင်တို့မြို့နယ်ကိုပါလက်ရှောင်ခဲ့ပြီး2010ကစလို့ရွေးကောက်ပွဲအသီးသီးမှာကြန့်ခိုင်ရေးပါတီကသာအောင်ပွဲခံခဲ့တဲ့တက်မဲယုံအများပြားရှိရာနေပြည်တော်ဇေယျသီရိမြို့နယ်ကိုရွေးချယ်ထားပါဗျာ။ အနိုင်ရဖို့တေချာနေတဲ့ရွေးကောက်ပွဲမှာဥခင်ကြီးကရဲဝဲလုံခြုံရေးဝန်ထမ်းတွေခြံရံပြီးနေပြည်တော်မှာမဲဆွယ်နေပါဗျ။နေပြည်တော်ဥတ္တရသတိမြို့နယ်မှာနေထိုင်တဲ့ဥခင်ကြီးဟာမက်စလာကငလင်အတွင်းနေအိမ်ထိခိုက်ပျက်စီးသွားတာကြောင့်ဒက္ခိဏသတိမြို့နယ်မှာမိသားစုလိုက် ပြောင်းရွှေ့နေထိုင်နေပါဗျ။ဒက္ခိဏသတိဈေးရဲ့အရှိဘက်အရက်မှာရှိတဲ့ခြံဝင်းကျည်ကြီးနဲ့နေအိမ်တစ်ခုမှာနေထိုင်ပြီးလမ်းထိပ်မှာလုံခြုံရေးရဲခင်းရှိသလို့ နေအိမ်မှာလည်းလုံခြုံရေးကင်မရာ CCTV တွေအများပြားတပ်ဆင်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဥခင်ရဲ့မဲဆွဲဘွဲရီမှာသူ့ရဲ့အငယ်ဆုံးသမီးဒေါ်မေဖူးပွင့်ဆိုကိုလည်းတွေ့ရပါဗျ။ဒေါ်မေဖူးပွင့်ဆိုဟာနေပြည်တော်မှာဖွင့်လှစ်ထားတဲ့နိုင်ငံတကာခေါင်းဆောင်မှုကောလိပ်မှာဥက္ကဋ္ဌဖြစ်ပါတယ်။ဥခင်သမီးပိုင်ဆိုင်တဲ့ဇဘူတီတီမြို့နယ်တပြေကုန်းရုပ်ရှင်ရုံအနီးကနိုင်ငံတကာခေါင်းဆောင်မှုကောလိပ်ဟာနိုင်ငံအစိုးရချင်းအတိမတ်ပြုတ်ဘွဲ့အစည်းအဝေးကိုတင် जा ပြီး အစိုးရဝန်ထမ်းတွေလည်းတက်ရောက်နိုင်တယ်လို့ကျောင်းရဲ့ website မှာကြေညာထားပါတယ်။ဒေါ်မေဖူးပွင့်ဆိုဟာဖခင်ရဲ့နိုင်ငံရေးအာဏာဆက်လက်တည်မြဲရေးအတွက်ဥက္ကင်ရဲ့မဲဆွယ်ပွဲတွေကိုအဓိကပတ်မိုးပေးနေတယ်လို့နေဆက်သူတွေကပြောပါတယ်။နိုဝင်ဘာလ17ရက်နေ့ကဥက္ကင်ရဲ့မဲဆွယ်ပွဲတစ်ခုမှာမေဖူးပွင့်ဆိုကိုတွေ့ရပြီးလက်ထက်မှာလည်းသူ့ရဲ့ကျောင်းအမတ်တစိပ်ပါ ILU စာအုပ်ကင်ထရာကိုတွေ့ရပါတယ်။ရွေးကောက်ပွဲအွန်လိုင်းရေးအတွက်ဓာတ်ပုံဗီဒီယိုရိုက်ကူးရေးကိစ္စတွေအပြင် ပါတီအင်ဂျီအုတ်ထုတ်တဲ့ရင်တို့ဖြန့်ဝေရောင်းချရေးလုပ်ငန်းကိုလည်းဥခင်ကြီးက သူ့ရဲ့ကိုရီးအရာရှိကိုနာမည်ခံပြီးလုပ်ပိုင်ခွင့်ပေးထားသလိုမြို့နယ်တိုင်းမှာသူ့ပုံပါတဲ့ဆိုင်းဘုတ်တွေစိုက်ထူဖို့ညွန်ကြားထားတယ်လို့လည်းပါတီဘူအလုံးမှုဆောင်တွေနဲ့နှိစက်သူတွေကပြောပါရတယ်။ AR တိုင်းမြောင်းများမြို့နယ်ကဝက်ကျေးရွာမှာမွေးဖွားခဲ့တဲ့ဥခင်ကြီးဟာစစ်တပ်ထဲမှာဗိုလ်မှူးချုပ်အဆင့်ထိရာထူးရခဲ့ပါဗါတယ်။တိုက်ပွဲတွေအတွင်းတနက်၁၈ချက်ထိမှန်ထားပြီး ဥပိုက်ထဲမှာជីနတောင်ကြံနေတယ်လို့မကြသေးခင်ကထုတ်ပြောထားပါဗျ။အာနာရှင်အောင်ဘုတန်းရွှေခက်မှာရဲကျိုးဥသိမ်းစိန်ခက်မှာတော့လာဝကဝန်ကြီးဖြစ်ခဲ့တဲ့ဥခင်ကြီးဟာ2015နဲ့2020ရွေးကောက်ပွဲတွေမှာ ပြိုင်ဘက် NLD ကိုယ်စားလှယ်တွေကိုရှုံးနိုင်ခဲ့ပြီးတဲ့နောက်စစ်တပ်နဲ့အတူ NLD အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းဖို့စူးစမ်းခဲ့သူဖြစ်ပါတယ်။ ဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာကြံ့ခိုင်ပါတီဒုက္ခထတူဦးဖြစ်ဇက်မြုပ်နေခဲ့သူဦးခင်ရီဟာအဲ့ဒီကာလကအစိုးရကိုတိတ်ခါချတဲ့ဆန္ဒပြပွဲတွေတက်ထောက်ခံပွဲတွေကိုဦးဆောင်စီစဉ်ခဲ့တယ်လို့အတွင်းသိဒူးဘိုဂျိုကြီးဟောင်းစိုးသိန်းကပေထက်အခေအတင်ထားပါဗျ။ဦးသိန်းစိတ်အစိုးရအဖွဲ့မှာတမရယုံဝင်ကြီးအဖြစ်တာဝန်ယူဘူးသူဦးစိုးသိန်းရေးသားတဲ့ ဒီမိုကရေစီဒုတိယအစိုးရတင်းတဲ့မြန်မာနိုင်ငံဆိုတဲ့စာအုပ်ဒုတိယရဲမှာဥခင်ကြီးဟာတတ်ထောက်ခံပွဲအများပြားကိုစီစဉ်ခဲ့ကြောင်းထက်သွင်းရေးသားထားပါဗျ။ဒီလိုဇာရှိတဲ့ဥခင်ကြီးဟာ2021ဖေဖော်ဝါရီ1ရက်ဆရာနာသိမ်းပြီးတော့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ်တကြောပြန်ဖြစ်လာခဲ့ပါဗျ။အဲ့ဒီနောက်ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အပြောင်းလဲမလုပ်ခင်နှစ်လအလို 2020နှစ်နှစ်လယ်ပိုင်းမှာတော့စစ်ကောင်ဆောင်ကသူ့ကိုလောက်ကဝန်ကြီးကနေနှုတ်ထွက်ခိုင်းပြီးပါတီကိုပြန်ပို့ထားတာဖြစ်ပါတယ်။အခုနှစ်ကုံရွေးကောက်ပွဲအလွန်မှာဥခိညမျော်မှန်းထားတဲ့ယာရူးကြီးတစ်ခုရမရဟာစစ်ကောင်ဆောင်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာသာမူတည်နေပါတယ်ခင်ဗျာ။